အားသောဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာစက်တင်ဘာလ26ရက်နေ့နောက်ဆုံးရအာစနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုများအားလုံးပဲမင်္ဂလာပါခင်ဗျာပမာဦးနေဘုတ်ကတော့ဖော်ဘော့ transfer ကဖော်ပြထားတဲ့ ASEAN တန်ရနေခဲ့တဲ့ဂါဘရီဂျေဆုသတင်းနဲ့မကြုံစားလိုက်အောင် ဒဏ်ရာနေပြန်လာမဲ့သတင်းတော့မဟုတ်ဘူးလောဆက်ဒီသားမောင်ကိုစိတ်ဝင်စားနေအသိနဲ့ပတ်သက်တဲ့ တဲ့တင်။ဂါရီဂျေဆုနဲ့ပတ်သက်ပြီးတော့ပရီးမီးယားလိအသင်းတွေဖြစ်တဲ့ဒီဝက်ဆန်ယူနိုက်တက်နဲ့အေဗာဒန်အဲ့ဒီနှစ်သင်းကကစားသမားရဲ့အခြေအနေကိုစောင့်ကြည့်နေတယ်။ကစားသမားဒယားနေပြန်လေတက်တာလာပြီးတော့စောင်းစည်းကွက်ဖွင့်တာနဲ့အာဆင်နယ်သင်းဆန်ဒီကမ်းလှမ်းမှုတစုံတရာလုပ်သွားဖို့သူတို့ကဆန္ဒရှိနေတယ်။ဒီကစားသမားရဲ့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေဆိုပြီးတော့ Football Transfer ဖော်ပြသွားတယ်။ဒီမှာနောက်ထပ်ဖော်ပြသွားကြရဆိုဂါရီဂျေဆုကဒီစင်းမှာအကျော်မှဒယားနေပြန်လေတက်တာလာတဲ့အခါမှာလာမယ့်ကဘာဖလားပွဲမှာဝင်ရောက် ပြီးတော့နိုင်ငံသင်းအတွက်ကစား권ရောက်ဖို့အတွက်သူ့အနေနဲ့ဒါပုံမှန်ပုံကစားရမယ့်အသင်းတစ်သင်းကိုလည်းပြောင်းရွှေ့ဖွယ်ရှိရဆိုပြီးတော့ Football Transfer ကဖော်ပြထားတယ်။အဲ့တော့ဒီကစားမရဲ့စာချုပ်ခြေနေက2029မှာကုန်ဆုံးမယ်။လော်ရော့ဂျာအာဆီနယ်ကိုစာချုပ်သစ်မကန်းလန်းထားသေးလို့ဈေးကွက်တန်ကြီးတွေတောက်လျှောက်ထိုးကြနေတယ်။ ASEAN ဒဏ်ရောက်လည်းတစ်နှလုံးနားခဲ့ရတဲ့ကစားမဖြစ်တာဖြစ်တဲ့အတွက်လော်ရော့ဂျာသတင်းတွေအရဆိုရင်တော့ဒီဇင်ဘာအကျော်လောက်မှာအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်မယ်ဆိုပြီးသတင်းတွေကတော့ဖော်ပြထားပါတယ်။အဲ့တော့လက်ရှိအချိန်မှာသူ့လိုချင်တဲ့အသင်းတွေကတော့ ဒီနှစ်သင်းပြုံမှာကျွန်တော်ကြားမိတာတော့ဘရာဇီးကလပ်တချို့လည်းရှိခဲ့တယ်။ကြံခဲ့တဲ့နွေရာသီဈေးကွက်မှာသူ့လိုချင်တဲ့ဘရာဇီးကလပ်တချို့ရှိရင်ပဲဒီကစားမကဒဏ်ရာနေပြန်လဲတက်တာလာမဲ့အချိန်မှာအာဆင်နယ်တင်းတွက်တိုက်ပွဲဝင်နေဆိုတဲ့ဆန္ဒတခုနဲ့အသင်းကိုတောင်းဆိုပြီးတော့အသင်းမှာဆက်ရှိခဲ့တယ်။ဒါကြောင့်မလို့ဒီဇင်ဘာအကြော်ကြလို့ရှိရင်လာမယ့်စောင်းစည်းကွက်ကြားထဲမှာခြေစွမ်းတချို့ပြတ်တက်နိုင်ရင်သူ့ကိုခေါ်ချင်တဲ့အသင်းတွေရှိရင်ပဲအာဆင်နယ်ကဘလို့ဆုံးဖြတ်သွားမှာတစ်ချက်တော့ကြည့်ရမယ်။ Transfer Market မှာ Euro 32တန်ပဲရှိတော့တယ်။မနစ်ကဆို Euro 65တန်လောက် ဈေးကွက်တန်ကြီးပေါက်တဲ့ကစားမကအာဆီယံဒဏ်ရောက်ကာလာရှိနားတဲ့အခါမှာအတင်းရဲ့အဓိကကမှလည်းမဟုတ်တာဖြစ်တဲ့အတွက်ဈေးအလောက်ထိထိုးကျသွားခဲ့တာအသက်က28နှစ်ရှိပြီစာချုပ်ကတော့2029ခုနှစ်တိပဲကျွန်တော်တယ်အာဆင်တွေက2022ခုနှစ်တုန်းကမန်ချက်စတာစီးတီးတင်းစီရနေပြီး EU 50နှစ်တသမနှစ်တန်းနဲ့ခေါ်ထားခဲ့တာအခုဒီကစားမရဲ့ဈေးကွက်တန်ကြီးကတန်30ဆွန်းဆွန်းပဲရှိရောဖြစ်တဲ့အတွက်လာပြီးကန်လက်နဲ့အတင်းတွေကလည်းတန်30အထက်လောက်ပဲရှိမယ်ကျွန်တော်ထင်တယ်ဒါတော့မှဒါကျွန်တော်ပိုပြီးမှန်းထားတာ 15တန်းလောက်နဲ့လေဒီကစားမကိုကန်လန်ပြီးတော့ခုံသွားလည်းဖြစ်နိုင်တယ်ဒါပေမဲ့အာဆင်နယ်နေနဲ့ကဘလောက်တန်ကြီးရမှရောင်းမယ်ဆိုတာမျိုးတက်စာရင်ဒီကစားသမားရဲ့ဆန္ဒကိုပဲဦးစားပေးသွားဖို့ရှိစုပြီးတော်များ report တွေကဖော်ပြထားတယ်အဲ့တော့ Gabriel Jesus လို့ကစားသမားမျိုးကိုကျွန်တော်တို့ခေါ်ခင်တော့တော်တော်လေးမျှော်လင့်ခဲ့တာသူက striker စစ်စစ်တော့မဟုတ်ဘူးဒါပေမဲ့ force 9ပုံစံမျိုးအတင်းရဲ့ forward zone မှာ rotation လုပ်ပြီးနီးပြအကြိုက် zone နဲ့တရိုများကိုလှည့်ပြီးတော့ speed တွေရအောင်ကစားနိုင်တဲ့ player ဒါပေမဲ့အဲ့ကစားသမား Arsenal စီရောက်လာတဲ့အခါမှာဒန်ယာရီနဲ့ရင်ဆိုင်ရတယ်အထူးသဖြင့်ကဘာဖလားပွဲသွားရောက်ပြီး Brazil နဲ့ပူးပေါင်းပြီးပြန်လာတဲ့အခါမှာ Kalashi ဒန်ယာရီဖြစ်တယ်ကြံခဲ့တဲ့ယာတီတုံးကလည်း Jesus ပြန်လာပြီကွာဆိုပြီးခြေစွမ်းနေပြသတဲ့အချိန်မှာ United အသင်းနဲ့ FA Cup ပွဲစဉ်မှာ Asian ဒန်ယာထိသွားတယ်အဲ့ Asian ဒန်ယာကလက်ရှိချိန်ထိကုသနေအားကြောင့်မို့ Jesus အနေနဲ့ပြန်လာရင်တော့မှ သူ့ရဲ့စာချုပ်လက်ကျန်ပေါ်မူတည်ပြီးအာဆင်နယ်ရဲ့ contract တစ်ကမ်းလမ်းမလား။ဘာကြောင့်လဲ injury နဲ့ပတ်သက်ပြီး drop shot injury prone ဖြစ်နေခဲ့တဲ့အတွက်နောက်ဆုံး3နှစ်အတွင်းသူ့ရဲ့ဒဏ်ရာ record ကြီးကြည့်မယ်ဆိုရင်2020-23ဘောလုံးရာသီမှာဂျပန်တရားနာထားရတယ်။ ဂိမ်း16ပွဲလွဲချော်ထားတယ်။ဒဏ်ရာတစ်မျိုးတည်းကြောင့်2023-2024ဘောလုံးရာသီမှာ89ရက်နားထားရတယ်။ဒဏ်ရာ၄မျိုးရထားပြီးတော့ဂိမ်း16ပွဲထိလွဲချော်ထားတယ်။ကြံခဲ့တဲ့2024-25ဘောလုံးရာသီမှာရပ်ပေါင်း380။ဒါတော့တစ်နှစ်ကို365ရက်ပဲရှိတာမှန်ပေမဲ့ရှေ့နှစ်မှာမှ तू ကနားလိုက်ရတဲ့အတွက်ဒီဘောလုံးရာသီတစ်ခုဟိုဘက်ဒီဘက်ခွာပြီးနားလိုက်ရတယ်ဖြစ်သွားတာ။အဲကြောင့်မလို့ရပ်ပေါင်းစုပေါင်း380နားထားပြီးတော့ဒဏ်ရာ၂မျိုးကြောင့်ပွဲပေါင်း55ပွဲထိလွဲချော်ထားတယ်။ ဲ့တော့ဂျေဆုနဲ့ပတ်သက်ပြီးလိုချင်တဲ့သင်းတွေရှိတာလက်ခံပြီးမဲ့အာဆင်နယ်ကရောဒီစားမှဒယန်နီပြန်လာလို့ရှိရင်ရောင်းချမလားတက်တန်းတိုးမလားကစားမှသွားချင်တဲ့အသင်းကိုပဲလက်လွတ်ပေးသွားမလားဆိုတာစောင့်ကြည့်သွားမယ်အကြိမ်မြတ်ဒယန်မသက်သာလာရင်တော့အရှိကတူမီယာစုလုတ်ခဲ့တယ်လို့မျိုးစာချုပ်ဖြတ်သိမ်းတာလေဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဘူကောက်ဆာကာနဲ့ပတ်သက်ပြီးဗန်ချက်ကွာဖော်ပြသွားပါလေ။အာဆင်နယ်တင်းရဲ့ခန်းစစ်သားမဝီလျံဆာလီဘာရဲ့စာချုပ်ကိစ္စတော်တော်များပြီးစီးသွားတဲ့အခါမှာအာဆင်နယ်အသင်းတောင်းဆိုရဲ့နောက်ထပ်အရေးကြီးပြစ်မှတ်အဖြစ်အသင်းရဲ့အကယ်မီထက်ကစားသမားဖြစ်တဲ့ဘူကောက်ဆာကာကိုတက်တန်းတိုးဖို့အတွက်လက်ရှိချိန်မှာတော့လုံပန်းနေပါတယ်။ကစားသမားကိုယ်တိုင်ကလည်းအသင်းမှာဆက်နေဖို့ဆန္ဒရှိပြီးတော့အာဆင်နယ်အသင်းတောင်းဝန်ရှိသူတွေကဒီကစားသမားအသင်းမှာ တရားကိုင်းလုံးဆက်နေသွားနိုင်ခြင်းရှိဆိုပြီးယုံကြည်ချက်မြင်မာနေတယ်။လော်ရော့ဆဲအသင်းရဲ့အရေးကြီးတဲ့စာချုပ်တန်တန်တွေးကစားသမားဖြစ်လဲသတ်မှတ်ထားတယ်။စာချုပ်က2029ခုနှစ်ဒီပဲကြံတော့တာဖြစ်တဲ့အတွက်အဲ့တော့အာဆင်နယ်တာဝန်ရှိသူတွေကတော့စာကအသင်းမှာဆက်ပြီးရှိမယ်ဆိုပြီးအပြည့်ဝယုံကြည်ထားလို့စာကကိုယ်တိုင်ကလည်းဒီအသင်းမှာပျော်ရွှင်နေဆိုပြီးတော့ report တွေကဖော်ပြထားပါတယ်။ဒီကစားသမားရဲ့ဒီလောက်ခလာစာပိုင်းနဲ့ပတ်သက်တဲ့မှတ်တမ်းလေးကြုံတစ်ချက်ပြောလိုက်အောင် 2018-2019ဘောလုံးရာသီနဲ့စပြီးတပတ်ကိုပေါင်1000ရတဲ့ chart တွေလေးရနေပြီးတော့2020-2021ဘောလုံးရာသီမှာတပတ်ကိုပေါင်9000 2022-23ဘောလုံးရာသီမှာတပတ်ပေါင်3900 5000ရနေပြီးတော့အကယ်၍ဒီနှစ်ထက်မှသာစာချုပ်သက်တမ်းတိုးနိုင်ခဲ့မယ်လောက်ခရသသာတိုးနိုင်ခဲ့မယ်ဆိုရင်တော့တပတ်ကိုပေါင်3သိန်းထိရာသွားနိုင်တဲ့ကစားသမားဖြစ်ရှိရဆိုပြီးတော့တော်တော်များ report တွေကဖော်ပြထားတယ်ဒီသတင်းကိုတော့ကျွန်တော် budget cost ကနေကူးယူဖော်ပြတာပါအဲ့တော့လက်ရှိချိန်မှာတော့ဒဏ်ရာတွေရလိုက်အသင်းနဲ့ပြန်ပြီးပူပေါင်းလိုက်ဒါမနေ့က ပေါ်ပေးတဲ့နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေကြက်ခိုင်ရေးပြန်လည်ထူထောင်ဖို့အတွက်အာရီတာကမိနစ်60လောက်ထိပဲသုံးဖို့ရည်ရွယ်ခဲ့လို့သူပြောသွားခဲ့တယ်။ဒင်းတောက်တွေကဒီကိစ္စကိုမေးမှာပဲ။ဘာလို့ကျွန်တော်တို့ကတပိုင်းလောက်ပဲသုံးမဲ့ထင်တဲ့ချိန်မှာ तू က60မိနစ်ထိသုံးသွားတာဖြစ်တဲ့အတွက်တော်တော်လေးကလူပြောများသွားတဲ့ကိစ္စပေါ့လေ။ဒဏ်ရာများခဲ့တာပဲကျေးဇူးတင်ရမယ်။ဒါပေမဲ့ trainee မှာကစားသမားတွေလေ့ကျင့်တာနဲ့တကယ်ပေါ်ဒီမှာဝင်ပြီးစော့ရတယ်ကြတော့ပြန်လဲထူထောင်တဲ့ပုံစံမျိုးတွေယုံကြည်မှုတည်ဆောက်တဲ့ဘိုင်းကြတော့မတူဘူး။ဒါကြောင့်မို့လဲအာရီတာကပွဲများများမိနစ်များများထည့်ပြီးသုံးသွားလို့ကျွန်တော်ထင်တာပေါ့လေ။ စာကာနီနဲ့အာဆီနယ်မှာဆက်ပြီးရှိနိုင်ရည်ရှိတယ်ကျွန်တော်ပထမတွေးထားတာကဆာလီဘာထက်အရင်စာကာ တက်တန်းတိုးသွားနိုင်လို့ထင်ထားတာဒါပေမဲ့အခုခေါင်းငိတ်ပြီးတော့ကိစ္စတော်တော်များပြီးစီးသွားပြီးတရဝင်းလက်မှတ်ထိုးမှုတွေမကြခင်လုံးတော့မယ်ဆိုတော့ဆာလီဘာကသူ့ထက်ပိုပြီးမြန်သွားခဲ့တယ်ပြောလို့ရတယ်စာကာကိစ္စတော့ဆွေးနွေးစေအစီအမဲရှိသေးတယ်တရဝင်းလက်မှတ်ထိုးမှုတွေတရဝင်းခေါင်းငိတ်မှုတွေနဲ့အချက်အလက်တချို့ပြီးပြတ်သွားတာမျိုးတော့ဘူကောစာကာနဲ့အာဆင်နယ်ကြားထဲမှာမရှိသေးဘူးဆိုပြီးတော့ပေါ်ပြသွားပါတယ်အသက်24နှစ်ရဲ့အင်္ဂလန်သားကတော့2029ခုနှစ်ဒီပဲစာချုပ်ရှိပြီးတော့အာဆင်နယ်တင်းတက်ဆို2ပွဲစုံ268ပွဲကစားထားတယ်82ဂိုးသွင်း82လုံးဖိန်းထားပြီးတော့အဝါကတ်32က န်နဲ့ဂိမ်းမီနစ်ပေါင်း2290မိနစ်ထိကစားထားပါတယ်တတိယမောက်သတင်းတပုတ်ကတော့စောစောလုံးကသတင်းနဲ့ဆက်ဆက်တဲ့သတင်းပေါ့လေအဲ့ဒါကတော့ဟန်အော့အာဆင်နယ်ကဖော်ပြထားတာဝီလီယံဆာလီယွန်နဲ့ဂေဗရီယယ်မဂါဟီတို့ကကြံခဲ့တဲ့နွေရာသီဈေးကွက်အတွင်းဘောလုံးနဲ့မကစားပဲနဲ့သူတို့အားလျက်ရထားတဲ့အချိန်မှာသူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကစားသမားနှစ်ယောက်ကတိုင်ပင်ခဲ့ကြတယ်အာဆင်နယ်မှာဆက်နေရင်ကောင်းမလားဒါမှမဟုတ်သူတို့လူချင်းတဲ့အသင်းကြီးကိုပြောင်းပြင်ကောင်းမလားဒီအသင်းကဖလားရနိုင်လားဆိုပြီးသူတို့ကစားသမားအချင်းချင်းတိုင်ပင်ကြတယ်နှစ်ယောက်ထက်တိတိတန်တိုင်ပင်တာ နောက်ပိုင်းမှာတော့သူတို့အနေနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဒါကတော့ဒီအသင်းမှာပဲဆက်ပြီးစုဖလားတွေယူဖို့ဒီအသင်းမှာပဲစာယူတက်တန်းတိုးပြီးတော့တိုက်ပွဲဝင်ဖို့အတွက်ပဲသူတို့နှစ်ယောက်ရွေးချယ်လိုက်တယ်အဲ့ဒီအချိန်မှာတုန်းကလေနှွေစည်းကွက်မှာတုန်းကစာလီဘာကိုအသေးစံလူကျင်တာကရီယယ်မက်ဒရစ်တရံဝင်တော့မကန်းလန့်ဘူးအနာဂတ်မှာခေါ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အန်ဒါဂရောင်းနေစုနေတာဂေဘီယယ်မကာယီကိုလူကျင်တာကကြတော့အသင်းတော်တော်များရှိတဲ့ကြားထဲမှာမမောလောက်ဖွဲ့ရလောက်ခလာတာနောက်ထပ်နှစ်ဆသုံးဆနဲ့ကန်လန့်တာက sorry ကလပ်တီ sorry ကလပ်နှစ်သင်းလောက်အနည်းဆုံးရှိတယ် ဒါပေမဲ့ဂေဘီယယ်မဂါကြီးကဝီလန်ဆာလီဘောအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ရွေးချယ်လိုက်တယ်။ဒီမှာလက်သက်ခြေသွက်နဲ့စောစောစီးပြီးသွားခဲ့တာကတော့ဂေဘီယယ်မဂါကြီး။ဂေဘီယယ်မဂါကြီးအသင်းနဲ့သက်တမ်းတိုးပြီးသွားတဲ့အချိန်မှာကျွန်တော်သိလိုက်တာကတော့တွဲဘောအဖြစ်ဆာလီဘာလည်းမကြခင်မှာသက်တမ်းတိုးနိုင်တယ်။ဒါပေမဲ့သတင်းနေရာမျိုးစုံထွက်နေရဗျာ။ရီရဲ့ခြေဆိုင်သတင်းတွေဆိုရင်တော့ဆာလီဘာကို2026မှာကမ်းလှမ်းမှုလုပ်ပြမယ်။2029ကျရင်အလွတ်နဲ့မမဆိုတဲ့သတင်းတွေတော့ရှောက်ထွက်နေချိန်မှာအခုတော့ဝီလန်ဆာလီဘာအာဆင်နယ်နဲ့ပြီးပြတ်သွားပြီးပြောလို့ရတယ်။အဲ့တော့ဒီကစားသမားနှစ်ယောက်ရဲ့အချင်းချင်းဆွေးနွေးပြီးတော့ decision making ချလိုက် အပြုံမှာအာရီတာဘောသူတို့ယုံကြည်မှုတွေတော့တွေ့ရတယ်။ဒါကိုလည်းကျွန်တော်တီးတန့်ပြီးတော့လုပ်ဝေးမယ်။ဘာကြောင့်များအာဆင်နယ်ပလေယာတွေကအာဆင်နယ်မှာဆက်ပြီးရှိကြတာလဲ။အဲ့ဒီအပိုင်းတွေကိုကျွန်တော်တီးတန့်ပြီးတော့လုပ်ဝေးမယ်။အခုလိုမော်ဒန်ဘုံလောကမှာငွေကြေးရအောင်မြင်မှုရအေဂျင့်တွေရဲ့စကားတွေရဆိုရင်တောင်းတောင်းကစားသမားကောင်းတွေဆက်ပြီးထိန်းထားဖို့ကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒီလိုအချိန်ဒီမှာအာဆင်နယ်ဘာကြောင့်ကစားသမားတွေကိုထိန်းထားလိုက်လဲကျွန်တော်တီးတန့်ပြီးတော့လုပ်ပေးပါမယ်ဒါမဲ့တခုရှိတာအာဆင်နယ်သင်းရဲ့စာချုပ်တက်တန်တိုးတဲ့ကိစ္စကလေ ကြည့်လိုက်လို့ဒါလွယ်မြောင်နဲ့တော်တော်ခက်တယ်လို့ဘာလို့ဆိုတော့ကစားမတယောက်စက်ကျုံတက်တိုင်းနှစ်နှစ်ပဲကျန်တော့ပြီဆိုစပြီးဆွနေတယ်အဲ့ဆွနေပြီးွားရင်သူက3နှစ်ကွန်ထရက်ချုပ်လိုက်တယ်9နှစ်ဥမာပြောက်2029ရှိတဲ့စာချုပ် ဲ2029ရှိရဲ့စာချုပ်ကိုသူတို့ကစောစောစီးစီးနဲ့တက်တန်းတိုးလိုက်တယ်နောက်ထပ်သုံးတယ်2030ခုနှစ်ထိကြည့်လိုက်မယ်ဆိုတော့9နှစ်ချုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ပုံမှန်ရှိနေတဲ့စာချုပ်2နှစ်အပြင်မှာတော့3နှစ်ပဲတိုးလိုက်တဲ့သဘောဖြစ်သွားတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီ2029 2028ကြာရင်2030မှာစာချုပ်ကိုမဲ့ကစားမောက်ပြန်ပြီးဆွေးနွေးရပြန်ဆွေးနွေးတဲ့ခါမှာဒီတိုင်းမပြီးဘူးကစားမခြေစွမ်းကောင်းရင်ကောင်းတယ်လို့ကျွန်တော်တို့လောက်ခလာစားနဲ့ဆွဲဆောင်တာမျိုးတွေအသင်းမှာရပိုင်ခွင့်တွေတူးချင်းစပွန်ဆာယူခွင့်တွေအခြား bonus တွေနဲ့ ဒီ at only ပါပေးပြီးကျွန်တော်ကဆွေးနွေးရဒါကြောင့်မို့ Arsenal အသင်းဒီကစားသမားတွေကိုစာချုပ်တက်တန်တိုးနိုင်တာမှတ်ပြီးမဲ့တကယ်ကစာချုပ်တက်တန်တိုးတာဒီ၃နှစ်ပဲရှိတယ်ပထမရှိတဲ့စာချုပ်တက်တန်နှစ်နှစ်အပြင်မှာသူကထပ်ပေါင်းလိုက်တာဖြစ်တဲ့အတွက်ဒါကြောင့်မို့ Arsenal အသင်းရဲ့သွားနေတဲ့ project ကတော့ဒီနီးလန်းနိုင်သွားတာ Chelsea တို့ပါလို့ဆိုကစားသမားတူဝယ်ပြီးဆိုလို့ရှိရင်၈နှစ်၉နှစ်၁၀နှစ်အဲ့လိုဒီစာချုပ်ချုပ်ပစ်တာကစားသမားကောင်းတယ်မကောင်းဘူးဆိုတာတပိုင်းပေါ့လေဒါပေမဲ့အသင်းရဲ့ project တွေရာဆိုရင်တုံတုံစာချုပ်တက်တန်တိုးရေးကိစ္စတွေလောကရတာထပ်တိုးပေးရမယ့်ကိစ္စတွေဆိုလှည့်ကြည့်ကြရမလို့တော့အနေထားဖြစ်သွားတယ်။ဘာပြောပါ ဝီလျံဆာလီဘော KBO မကာဟီကိုကျွန်တော်တို့နောက်ထပ်၄-၅နှစ်လောက်အသင်းမှာလိုအပ်နေပါသေးတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားခြင်းနဲ့ဆိုတော့ဖိုင်ဘာဖုန်းနံပါတ်တ냐ကို၉၄၆၉၄လုံး၃၃တင်နံပါတ်၃၉ကို၇၅၇၃ခေါင်းထောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲစော့စော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုတ်စီမှာပဲစော့ခြင်းဆိုတော့အားလုံးအကောင့်လာဖွင့်မှုကြိုးစားပါတယ်။ဘောလုံးပွဲကြီးမစော့တဲ့ရင်တော့ YouTube မှာကျွန်တော်အားပေးလို့ရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Premier League ၂၈ရက်နေ့ကျရင်ညမြန်မာစံတော်ချိန်၁၀နာရီမှာကံမဲ့ဒါနျူကာဆယ်အသင်းနဲ့ပွဲစဉ်ကို ကင်တွယ်မဲ့ကွင်းလက်တိုင်းနဲ့ဘူရပွဲစဉ်တွေကိုသိရပါပြီ။နူကဆက်အသင်းရဲ့အင်ကွင်းမှာသွားကပ်မဲ့ပရီးမီးယားလိပွဲစဉ်6အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွယ်မဲ့ကွင်းလက်တိုင်းရဲ့နာမည်ကတော့ Jared Gillett ။ VR ရဲ့နာမည်ကတော့ Darren England ။အဲ့တော့ကွင်းလက်တိုင်း Jared Gillett ကအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ record တွေကျွန်တော်လိုက်ကြည့်တဲ့အခါမှာသူကအာဆင်နယ်အသင်းရဲ့ Premier League ပွဲစဉ်6ဝက်ထိကင်တွယ်ခဲ့တယ်။အဲ့ဒီ6ဝက်မှာ6ပွဲနိုင်တပွဲတည်းနှစ်ပွဲရှုံးထားတယ်။အဲ့တော့ရလက်အားဖြင့်ဆိုရင်တော့များသောအားဖြင့်ကောင်းတယ်ပြောလို့ရတယ်။ အဝါကက်ဆက်နှက်ကတော့အပြခံထားတယ်ဒါပေမဲ့နှစ်ဝတ်တနည်းအနီတွေတော့အပြမခံခဲ့ရဘူးအဲ့တော့သူအကင်တွေတဲ့ပွဲစဉ်တွေမှာအနည်းဆုံးကြံခဲ့တဲ့ရာသီကကျွန်တော်ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဒါဘုံမောက်ကိုမနစ်ကတော့ကျွန်တော်1 2နဲ့9လပိုင်းလောက်ကရှုံးခဲ့တဲ့ပွဲစဉ်ရှိခဲ့တယ်အခုဒီရာသီမှာသူကင်တွဲခဲ့တဲ့ပွဲစဉ်ကတော့မှတ်မှတ်ရပဲအာဆင်နယ်တင်းရဲ့6ပြက်ပွဲစဉ်ဖြစ်တဲ့ပရီးမီယာလိပွဲစဉ်2လီဂ်ယူနိုက်တက်ကို9ခုပြက်နိုင်တဲ့ပွဲစဉ်အဲ့ဒီပွဲစဉ်ကတော့မှတ်မှတ်ရပဲဒါသူကင်တွဲတာပေါ့လေအဲ့တော့ ူအနေနဲ့တော့ဒီပွဲစဉ်မှာဘလို့ရလက်တည်လုပ်ပေးမလဲမသိဘူးတရားတစ်ခုကတော့ကျွန်တော်တို့ကလွယ်ကူတဲ့ပွဲစဉ်ဖြစ်လာမှုနျူကာဆယ်အသင်းရဲ့စိန်ချင်းပတ်ဆိုတာကတော်တော်လေးကိုကံရခတ်တဲ့အသင်းတွေကတသင်းဖြစ်တော့ပါဝင်နေပါတယ်ဝေးကွင်းမှာတော့နိုင်ပွဲတစ်ခုရဖို့အတွက်ကျွန်တော်တို့တွေလိုအပ်နေပါတယ်လေပေါ့ဘူးနဲ့ဒီတက်အမှတ်တွေမပြတ်သားဖို့တော့ဗောလေအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ